အမတန်လန်းကျောဘော်ကမကွေးတိုင်းဝင်ပေါက်ရဲ့အကြီးဆုံးစကန်ဖြစ်တဲ့နတ်ရီကန်လေးကျောင်းရံကာကွယ်စကန်ကိုအရကတတော် A နဲ့တော်လိုင်းရဲ့မဟာမိတ်အင်အားစုတွေကတိမ့်ပိုက်နိုင်ဖို့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ချင်းကာကွယ်တပ်အစိုးရအဖွဲ့တာဝန်ရှိသူစလိုင်းယူချင်းကပြောပါရယ်။ဒါအပြင်နတ်ရီကန်စကန်အနီးကိုတော်လိုင်းအင်အားစုတွေကပ်မလာနိုင်အောင် ချိတ်ကာကန်စကန်တွေကိုစိုးစုကလိုအပ်သလိုပုံဖော်တိဆောက်ကကာကွယ်နေရတဲ့အခြေအနေတွေရှိနေပါရယ်။ရခိုင်ရုံးမပေါ်မှာရှိတဲ့ရခိုင်ပြည်အမ်းမြို့နယ်နဲ့ မကွေးတိုင်းငဖဲမြို့နေဆက်တလျှောက်ကနေအရခတတော် A ကလမ်းတလျှောက်ကစကန်တွေကိုတဖြည်းဖြည်းချင်းသိမ့်ပိုက်ရယူပြီးတော့အခုဆိုရင်နယ်ရေကန်စကန်ထိရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဇွန်လ3ရက်ကနယ်ရေကန်စကန်ရဲ့အနောက်ဘက်ကစောစုရဲ့ကာကင်ကုန်းစကန်တစ်ခုဖြစ်တဲ့ MPD တာဝါတိုင်းကုန်းကိုအရခတတော်ကသိမ့်ပိုက်ခဲ့ပြီးတဲ့နောက်နယ်ရေကန်စကန်ကိုလက်ရှိအချိန်ထိတိုက်ခိုက်နေရဖြစ်ပါတယ်။ နေရီကန်စကန်ရဲ့ကာကန်စကန်တွေဟာရခိုင်ပြည်နယ်ပတ်ချံကတိန်းလို့ကုံတလောက်ရှိနေပြီးတော့အများစုက မကွေးပတ်ချံရုံမအောက်ခြေပဒန်းနဲ့ကပါစ14ကနေစပြီးတော့နေရီကန်ထိကာကန်စကန်တွေအများအများကြာရှိနေပါသေးတယ်။စစ်တိုက်ချင်းစိတ်ကင်းမဲ့နေတဲ့စိုးစုရဲ့အဖွဲ့ဝင်တွေဟာနေရီကန်စကန်ကနေထွက်ပြေးလာတာတွေဇက်တိုက်ရှိနေပြီးတော့ထွက်ပြေးလာသူတွေကိုချင်းကာကွယ်တပ်အရှုကဇားပြတ်တိုက်ခိုက်လက်နက်ခဲယမ်းတွေနဲ့အတူဖမ်းမိတာတွေလည်းရှိနေပါသေးတယ်။ ဇွန်လ၄ရက်ကနေ့စနေရက်အတွင်းမှာနေရီကန်စကန်ကနေထွက်ပြေးလာသူစုစုပေါင်း26ဦးထိရှိလာတယ်လို့ဆိုပါတယ်။